မင်္ဂလာပါရှင်။ဘာမခိတဲ့တရင်ဌာနမှာပြန်လေးကြိုဆိုလိုက်ပါရရှင်။ယခုအချိန်မှာစာပေညနေခင်းတရင်များကိုအစီအခံတင်ဆက်ပေးပါရမရှင်။ပထမဆုံးတရင်နေနဲ့တေပေါ်ဘူစကန်သိန်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က30ကြိုးတိဆုံပြီးလက်နက်အများပြားသိမ်းဆည်းရမိဆိုတဲ့တရင်ပဲဖြစ်ပါရရှင်။ ကရင်ပြည်နယ်မြောင်းရီမြို့နယ် KNU တပ်မ6ထိန်ချုပ်နယ်မြေရှိတေဘောဘူးစစ်ကောင်စီစခန်းကိုတော်လိုင်းပူပေါင်းတပ်များကသိမ်းပိုက်စဉ်စစ်ကောင်စီတပ်ဖွဲ့ဝင်34ဦးသေဆုံးက80ကျော်လက်နက်ချခဲ့ကြောင်းမြေပြင်စစ်ရေးတရင်ရင်မြေရဲဘော်တို့ကပြောသည်တေဘောဘူးစခန်းသည်အင်အားတရာကျော်ဖြင့်တပ်ဆွဲထားသည့်စခန်းကြီးတစ်ခုဖြစ်တော်လေ9နိုင်ခန်းသာတိုက်ခိုက်ခဲ့ရပြီးဇွန်လ3ရက်တွင်အပိသက်သိမ်းပိုက်နိုင်ခဲ့ခြင်းလည်းဖြစ်သည်စခန်းသိမ်းမှုအတွက်ကျွန်တော်တို့တေချာပြင်ဆင်ခဲ့တာပါပထမတစ်ခါသိမ်းပြီးပြန်ဆုပ်ခဲ့ရတယ်စစ်တပ်ကစခန်းပြန်ထိုင်ပြီးကလေးကအဲ့ဒီမှာအင်အား ရာကျော်ဖြေထားတာပထမကုန်းကိုတိမ်းနိုင်ပြီးတော့နောက်ဆုံးကုန်းမှရှိတဲ့စစ်သားတွေလည်းနဲ့ချသွားတာပဲဟုမြေပြင်စစ်ရေးသတင်းရင်းမြစ်က MPA တို့ပြောသည် တေဘောဘိုးစစ်ကောင်စီစခန်းကို KNL PDF ဖြူဟာ32တို့မှတော်လိုင်းတပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီးဇွန်လ3ရက်မနက်9နိုင်မှစတင်တိုက်ခိုက်ခဲ့ရာညနေပိုင်း၌အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည့်စခန်းသိမ်းတိုက်ပွဲပေါ်ဆောင်နေစဉ်အတွင်းစစ်ကောင်စီက Jet Fighter 30 Y120 20တို့ဖြင့်ပုံချေတိုက်ခိုက်မှုအပြင် Wally ဖြူဟာမှလည်းလက်နက်ကြီးပစ်ကူများပေးခဲ့သည်။အဆိုပါတေဘောဘိုးစခန်းအားသိမ်းယူနိုင်ခဲ့ပြီးနောက်120မမအပအဝင်လက်နက်ကြီးများနဲ့အခြားလက်နက်ခဲယံအများပြားကိုလည်းသိမ်းဆီရမိခဲ့သည်။ပြီး ီကတိ2022ခုနှစ်မေလတုန်းကတေဘောဘူစကန်ကို KNL ပအဝင်တော်လိုင်းပူပေါင်းတံများကတင်ပိုက်ခဲနိုင်တော့လေစစ်ကောင်စီကအင်အားများပြားဖြင့်ပြန်လည်ထိုးစစ်ဆင်ခဲ့သည့်ရှင်စကန်ကိုလက်လော့ခဲ့ရသည်ထို့သော၃နှစ်အကြာတွင် KNL ပူပေါင်းတံများကထပ်မံထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက်ဒုတိယကြိမ်ပြန်လည်တင်ပိုက်နိုင်ခဲ့သည့်တက်စကန်တစ်ခုလည်းဖြစ်သည် KNU တပ်မ6ထိန်းချုပ်နေမြေတွင် KNL ပူပေါင်းတံများကမေလမှစတင်ကထိုးစစ်အရှိန်မြင့်တင်ခဲ့ပြီးနောက်ပလေတူစကန်၊ကနေလီစကန်၊ရွှေရင်းမြိုင်စကန်၊ဘရင်တော်စကန်နှင့်မော့ ခီစကန်များကိုလည်းတင်ပိုက်ထားနိုင်ခဲ့တယ်။ဆလဘီဖောက်ကဲမြို့နယ်လုံခင်ကျောင်းမြတ်လောက်ကတွင်ကျောက်စိန်တူဖို့ရေးကုမ္ပဏီပိုင်းကားများကိုစစ်တပ်ကထပ်မံမိရှို့ဖျက်ဆီးပြီးဝန်ထမ်းများကိုရှိုင်းနဲ့ဖမ်းဆီးဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။အကြမ်းဖက်စစ်ကောင်စီကဖားကဲမြို့နယ်လုံခင်ကျောင်းမြတ်လောက်ကတွင်ကျောက်စိန်တူဖို့ရေးကုမ္ပဏီပိုင်းကားများကိုထပ်မံမိရှို့ဖျက်ဆီးပြီးဝန်ထမ်းများကိုရိုက်နှက်ဖမ်းဆီးနေကြောင်းဒေသတွင်ရင်းမြစ်ကပြောဆိုသည် ရှနေဇွန်လ၄ရက်နေ့မွန်လယ်ပိုင်းတွင်စက်ကောင်စီကဖားကဲမြို့နယ်လုံခင်မော့စီစာကြောင်မြက်လောက်ကအတွင်ရှိကြောက်တူးဖော်ရေးကုမ္ပဏီဝင်အတွင်ဝင်ရောက်ကကားများကိုမီးရှို့ခြင်းကုမ္ပဏီဝန်ထမ်းများကိုဖမ်းဆီးရိုက်နှက်စစ်ဆေးမေးမြန်းခြင်းများလှုံ့ဆော်ခဲ့ကြောင်းသိရှိရသည်ဒီနေ့ကြောင်မြတ်ကုမ္ပဏီဝင်နေတဲ့ဝင်ပြီးဖန်စီတဲ့ကားတွေကိုမိရှို့တဲ့ဝန်ထမ်းတွေကိုရှိုင်းနေတဲ့တောင်းချမ်းနေကြတာမင်းကရန်ကုန်တော့ ောက်ကွဲဖြစ်ပွားတဲ့နေရာမှာစစ်တပ်ကဝင်လုနေတာဟုဒေသသတင်းရင်းမြစ်ကဆိုသည်။ဖာကန်ဒေသသို့စစ်တပ်ကစစ်ကြောင်းထိုးလာပြီးနောက်မေလ31ရက်နေ့ကလေးကစစ်ကောင်စီကကြောင်မြက်လောက်ကွဲများတဲ့ဝင်ရောက်ဖျက်ဆီးမှုများလှုပ်ဆောင်ခဲ့ရာရှင်းနေဖျက်ဆီးမှုအပါအဝင်၃ရက်မြောက်ဖြစ်ဖျက်ဆီးမှုရှုံးမှုများကိုလှုပ်ဆောင်နေခြင်းဖြစ်သည်။မေလ31ရက်နေ့တွင်ဖာကန်မြို့နယ်လုံခင်းကျေးရွာမှာမွန်စီစာလောက်ကွဲရှိတက်တုံးလုံးကော်မတီပိုင်းကများနဲ့ကြောင်မြက်လောက်ကွဲအစားအုပ်များကိုဝင်ရောက်မိရှုဖျက်ဆီးခြင်းရှမန်နီဇွန်လ3ရက်နေ့ကနည်းနည်း၈နာရီ45မိနစ်အချိန်တွင် တက်သုံးလုံးကုမ္ပဏီဝင်အတွင်မှလုပ်ငန်းသုံးကားများနဲ့ဘတ်ဖိုးကားများကိုမိရှုဖျက်ဆီးခြင်းရမန်နေ့ဇွန်လ3ရက်နေ့မွန်လယ်တနားချင်းတင်အောင်ဆိုင်ကြောင်းမြတ်လောက်ကအတွင်ရှိရန်ကုန်ရောင်ကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခြင်းစသည့်အဖျက်လုံရန်များကိုစစ်ကောင်စီကစက်တိုက်လုံဆောင်လာခြင်းဖြစ်သည်ဆလဘီစစ်ကောင်စီတပ်နဲ့ဖြူပူပေါင်းအင်အား80ခန်းမှစစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်ခံရပြီးစစ်ကောင်စီဘက်က6ဦးသေဆုံးအောင်တပ်ဦးပြင်းထန်တံရရဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ ကိုယ်တိုင်းတရားရိခိုင်ချိုပင်ကောင်မြို့နယ်မှာစွန်လ၂ရက်နေ့နေ့လယ်တနားဝန်းကျင်ကထပ်မံစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်က၆ဟုတ်သေးဆုံးကတအူးပြန်တန်တရားရရှိခဲ့တယ်လို့ရုံးမှ GBK PDF ကဒီကနေ့မှထုတ်ပြန်ထားပါတယ်။ချိုပင်ကောင်မြို့နယ်ရှိဗရောင်မြိုင်ရွာကိုဇီးကုံမြို့နယ်ကစစ်ကောင်စီတပ်ဖွဲ့တွေနဲ့ဗောပင်ရွာကပြူစောတိပူပေါင်းအင်အား80ခန်းမှစစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ရုံးမှ GBK PDF ရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်။ မိုင်းဆွဲတက်ကြပြီးနောက်စစ်ကောင်စီတပ်တွေကတီဆုံအလောင်းတွေကိုအရာဆွဲထုတ်ပြီးဇီးကုံမြို့နယ်ဘောပင်ရွာဘက်ကိုတက်ဆုပ်သွားခဲ့ကြတယ်လို့လည်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုတရင်3ခွန်3ညတက်တက်ခွဲနဲ့ BDZNGBK PDF ဘကိုယုံမအခြေပြုတက်ခွဲတရင်3ရှစ်3ညတက်တက်ခွဲတက်ယုံမ GBK တက်ခွဲနဲ့တရင်3ရှစ်3ညနဲ့တက်ခွဲတက် Dragon Brother တက်ခွဲတွေကပိုးပေါင်းလှုပ်ဆောင်ခဲ့ကြတယ်လို့သိရှိရပါတယ်။ ပြီးခဲ့တဲ့ဇွန်လတရက်နေ့ကနေ့လယ်ပိုင်းကလည်းဘရောင်းမြောင်ရွာအတွင်းကိုစစ်မှုထမ်းဝင်ရောက်ဆွဲနေတဲ့စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေနဲ့တော်လင်းတပ်ဖွဲ့တွေအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြသေးတယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့မေလ24ရက်နေ့ကလည်းချိုးပင်ကောင်မြို့နယ်ကုန်းရွာအုပ်စုကွင်းချောင်းချေရွာအနီးမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ပြူစော်ထီတွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးပြူစော်ထီတို့သေဆုံးခဲ့တယ်လို့သိရှိရပါတယ်ရှင်။ယခုဆက်လက်ပြီး နွေဦးတော်လန်ရေးမှာပြည်ပရောက်မြန်မာလူမှုအတိုင်းဝိုင်းပအဝင်ထောက်ပမှုအထူးရှိပါကြောင်း NUG တမရာယုံပြောခွင့်ရပြောကြားဆွေးနွေးခြင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ်နေဦးတော်လန်ရေးမှာနိုင်ငံတကာကိုရောက်ရှိနေတဲ့မြန်မာလူမှုအတိုင်းဝန်ရဲ့ပောင်းဝင်ထောက်ပို့မှုအခမ်းကဏ္ဍကအထူးရေးပါရီလို့အမျိုးသားညီညွတ်ရေးအစိုးရတမရာယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကပြောဆိုလိုက်ပါရီကနေဒါနိုင်ငံလန်နယ်မြို့မှာမေလ31ရက်ကပြုလုပ်ခဲ့တဲ့ဒိုးအတူဆင်းရဲထောက်ပို့မဲ့ပွဲကိုတက်ရောက်ခဲ့ခြင်းက NUG တမရာယုံပြောခွင့်ရဦးကျော်စောကပြောဆိုခဲ့တယ်လို့တမရာယုံကဒီကနေ့မှထုတ်ပြန်ပါတယ် နွေဦးတော်လန်ရဲ့ပေါ်ကနေဒါနိုင်ငံလန်ဒန်မြို့ရှိမြန်မာလူမှုအတိုင်းအဝိုင်းရဲ့အစဉ်တစိုက်အခိုင်အမာထောက်ခံအားပေးပံ့ပိုးမှုအတွက်လည်းကျေးဇူးတင်ရှိပါတယ်လို့ဦးကျော်စောကပြောကြားခဲ့ပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်တဲ့ရင်အကြောင်းအရာကတော့ပေါင်တဲမြို့မှာအကြမ်းဖက်ဆက်ကောင်စီကလူငယ်တွေကိုစစ်မှုထမ်းမှုအတင်းအဓမ္မဖန်ဆီးနေဆွေးနွေးတဲ့မယ်ဖြစ်ပါတယ်ရှင်။ပဲခူးတိုင်းပေါင်တီမျိုးမှာအကျံပက်ဆက်ကောင်စီကလူငယ်တွေကိုစစ်မှုထမ်းမှုအတွက်အတင်းအဓမ္မဖန်ဆင်းနေတယ်လို့ဒေသခံပြည်သူတွေက PVTV ကိုပြောပါရယ် ကျမသားကိုအိမ်မော်ထိတက်လာပြီးစစ်မှုထမ်းဖို့လိုက်ရမယ်ဆိုပြီးဖန်ခေါ်သွားတာပါမဲနိုင်လို့မဲပေါက်တာမျိုးမဟုတ်ပါဘူးလို့ပေါင်းတိမျိုးပေါ်မှာအတက်မစစ်မှုထမ်းအတွက်ခေါ်ဆောင်ခင်ရသူတူရဲ့မိခင်ကပြောပါရယ်အကျန်းဖက်စစ်ကောင်စီရဲ့အတင်းအဓမ္မဖန်ဆီးခံလိုက်ရတဲ့တာဖြစ်သူနဲ့အတူလူငယ်20ဦးဝင်းချင်းကိုလည်းတွေ့မြင်ခဲ့ရတယ်လို့ဆက်ပြောပါရယ် အကြံဖတ်စစ်တပ်ကအထမစစ်မှုထမ်းမှုအတွက်စုဆောင်ခံထားရသူတွေထဲမှာနှစ်တလင်းမြို့နယ်ဘက်ကလူငယ်တွေလည်းပါဝင်နေတယ်လို့သိရပါဗျ။အကြံဖတ်စစ်ကောင်စီကနိုင်ငံအနှံ့မှာဆစ်ရှုံနေတာဖြစ်ပြီးပြုံးတိနေတဲ့စစ်အင်အားကိုပြန်ဖြည့်ဖို့အတွက်အထမစစ်သားစုဆောင်မှုတွေလှုံ့ဆော်နေတာပါ။တုံလီတပ်ဖွဲ့တွေကတော့ပြည်သူတွေကိုအထမစစ်သားစုဆောင်မခံရဖို့အတွက်တရီးနဲ့နေတိုင်းကြဖို့အထမစစ်သားစုဆောင်ခံရပြီးဆိုပါကလည်းနှိစက်ရတုံလီတပ်တွေထံမှအမြန်ဆုံးအလင်းဝင်ရောက်ချဖို့အတွက်အသိပေးတိုက်တွန်းထားပါဗျ။ ဆက်လက်ပြီးကရင်ပြည်နယ်အတွင်းရှိစစ်တပ်ရှေ့တန်းစခန်းများကို PDF တပ်ဖွဲ့ကနှစ်လတာအတွင်းစနိုက်ပါဖြင့်တွားရောက်ပစ်ခတ်မှုစစ်ကောင်စီတပ်သား19ဦးသေဆုံးဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ ကရင်နေပြည်နယ်အတွင်းရှိဂျမ်ဖက်စစ်တဲရှေ့တန်းစခန်းများကို PDF တပ်ဖွဲ့ကနှစ်လတာအတွင်းစနိုက်ပါဖြင့်တွားရောက်ပစ်ခတ်တိုက်ခိုက်ရာစစ်ကောင်စီတပ်သားစကုပ်တီဆုံးခဲ့ကြောင်းအလဲပိုင်းတိုင်းအထူးစစ်စင်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတို့ကရှန်ကုန်ခေတ်တည်ရင်ဌာနထံသို့ပြောဆိုသည်2024ခုနှစ်ဒီဇင်ဘာလ15ရက်နေ့မှ2025ခုနှစ်ဖေဖော်ဝါရီလ25ရက်အထိအလဲပိုင်းတိုင်းအထူးစစ်စင်ရေးတပ်ဖွဲ့ကကရင်နေပြည်နယ်အတွင်းရှိဂျမ်ဖက်စစ်တဲစခန်းများကိုစနိုက်ပါဖြင့်တွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်ရှင်းတိုက်ခိုက်မှုတွင်ဂျမ်ဖက်စစ်ကောင်စီတပ်သား ောစကုပ်သိဆုံးခဲ့ပြီးတော်လိုင်းတပ်ဖွဲ့ဝင်များအထူးခိုင်ရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်အကြံဖတ်စစ်တပ်နဲ့တော်လိုင်းအင်းမဟာမိတ်တပ်ဖွဲ့တွေဆိုင်နာသောရှေ့တန်းစစ်မြေပြင်စခန်းတွေကိုကျွန်တော်တို့အလဲပိုင်းတိုင်းအထူးစစ်စင်ရေးတပ်ဖွဲ့ရဲ့စနိုက်ပါရဲဘော်တွေကအနည်းနာထိတွားရောက်ချိန်မုံတိုက်ခိုက်ခဲ့တာပါ။နှစ်လတာအတွင်းစနိုက်ပါရဲဘော်တွေရဲ့ပြစ်ခတ်မှုကြောင့်၁၉ဦးသေဆုံးတယ်ဟုအလဲပိုင်းတိုင်းအထူးစစ်စင်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုသည်။ ဆက်လက်ပြီးတောင်တက်မတော်ထိန်းချုပ်ထားတဲ့နေမျိုးကိုစစ်ကောင်စီဘက်ကအစိမ့်ငွေပုံတရားကျော်အပောင်းဝင်၄ချောင်းတိုက်ခိုက်မှု26ကြိမ်လုပ်ခဲ့တာကြောင့်အရသာရှိဦးသေးဆုံးပြီး18ဦးဒဏ်ရာရဆွေးနွေးတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။တောင်တမရထိန်ချုပ်ထားတဲ့နေမျိုးတွေကိုစစ်ကောင်စီဘက်ကမေလာအတွင်းအစိမ့်ငွေဘုံတရားကျော်အပါအဝင်၄ချောင်းတိုက်ခိုက်မှု26ကြိမ်လက်နက်ကြီးတွေနဲ့ဒရုန်းတိုက်ခိုက်ခဲ့တာကြောင့်အရသာပြည်သူရှုပ်သိမ်းဆုံးပြီး18ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNL ဘက်ကဒီကနေ့စွန်လ၄ရက်နေ့မှာထုတ်ပေါ်ပြောဆိုလိုက်ပါတယ်။ တလားတာအပြည့်ရထားမယ်လို့စစ်ကောင်စီဘက်ကကြေညာထားတဲ့အချိန်မှာပဲစစ်ကောင်စီတပ်တွေကနောင်ချိုမိုးကုတ်ကျောင်းမဲမိုင်းငော့မိုင်းလုံးနဲ့မိုင်းတုံမြို့နယ်တို့ကိုလေကြောင်းကနေ26ကြိမ်လက်နက်ကြီးကြီး986လုံးဒရုန်းနဲ့ပုံ329လုံးနဲ့အစိမ့်ငွေပုံ114လုံးကိုအသုံးပြုတိုက်ခိုက်ခဲ့တာကြောင့်အရသာပြည်သူထိခိုက်ဒေဆုံးရတဲ့အပြင်နေအအများပြထိမှန်ပျက်စီးသွားခဲ့တယ်လို့လည်းဆိုပါတယ်စစ်ကောင်စီဟာနောင်ချိုမြို့နယ်တွေကကြေးရွာတွေနဲ့တောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL တပ်တွေရှိတဲ့နေရာတွေကိုဦးတည် ပြီးလေကြောင်းကနေ12ကြိမ်လက်နက်ကြီး986လုံးဒရုန်းနဲ့ပုံ329လုံးအစိမ့်ငွေပုံ144လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့အသိပေးပါရယ်။ စစ်ကောင်စီရဲ့အရွေအကျက်ရှိရှိဥတီတိုက်ခိုက်မှုကြောင့်နောင်ချိုမြို့နယ်ကအပြစ်မဲ့အရတားပြည်သူ6ဦးသေဆုံးခဲ့ရပြီး14ဦးဒဏ်ရာရခဲ့တဲ့အပြင်နေအိမ်ရှင်လုံးဘုံဆာထိမှန်ပျက်စီးခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီတပ်ဟာကြောင်မဲမြို့ကိုလည်းလေချောင်းကနေနှစ်ကျင်းလိုက်ရောက်ပုံကျဲတိုက်ခိုက်ခဲ့ရာကြောင့်ပြည်သူပိုင်အိမ်နှလုံးထိမှန်ပျက်စီးခဲ့တယ်လို့မိုးကုံမြို့ကအရတားပြည်သူတွေကိုဥတီတဲ့လေချောင်းတိုက်ခိုက်မှု6ကျင်းပြုလုပ်ခဲ့ရာကြောင့်အရတားတို့သေဆုံးက2ဦးဒဏ်ရာရခဲ့ပြီးဘုံတွေကြားရောက်ပောက်ကွဲမှုကြောင့်ဈေးရွာဖုန်ကြီးကြောင့်ပါဝင်အိမ်ဆက်ရှက်လုံး ျက်စီးခဲ့တယ်လို့ PSLFDNL သတင်းနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ပါတယ်။ထို့သူအပြစ်ရဲ့ကြေညာထားတဲ့စစ်ကောင်စီကမိုင်းငော့မျိုးနယ်ကိုလေးဆောင်တိုက်ခိုက်မှုတစ်ကြိမ်မိုင်းလုံးမျိုးနယ်ကို၃ကြိမ်လာရောက်ပုံချဲတိုက်ခိုက်ခဲ့တယ်လို့မန်တုံမျိုးကိုလည်းစစ်ကောင်စီကလေးဆောင်ကနေ၂ကြိမ်လာရောက်ပုံချဲတိုက်ခိုက်ခဲ့တာကြောင့်အရက်သားပြည်သူတို့သိဆုံးခဲ့ရပြီး၃ဦးထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင်အိမ်၂၉လုံးပျက်စီးခဲ့တယ်လို့ PSLFDNL သတင်းနဲ့ပြန်ကြားရေးဌာနမှတ်တမ်းတွေရသိရှိရပါတယ်ရှင်။